ဟိုတနေ့ကပြောလိုက်တဲ့အချိန်မှာမပါသွားခဲ့လို့ပါအဲဒီကားကိုဇညွဲတဲ့ဆရာလွင်မင်းအောင်အရန်ကျေးဇူးတင်ပါတယ်ဆရာရဲ့ dialogue တွေဆရာရေးပေးတဲ့စကားလုံးတွေကပြောရဆိုရတာလေတကယ်ကို စစ်စစ်ပန်ပန်ရှိတယ်စွစွနဲ့နဲ့ရှိတယ်အတိတ်ပဲဒီအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဒီတရုတ်ဆောင်တယောက်တည်းဇညွန်းကလည်းတိတ်ကိုအရေးကြီးပါတယ်စကားတကားအတွက်လည်းဇညွန်းဆိုတော့အသက်ပဲလीဆိုတော့ဇညွန်းကတိတ်ကိုအရေးကြီးပါတယ်ဒါကြောင့်မို့လို့ဒီကားကြီးရဲ့ ဟိုတကယ်ကိုအရေးကြီးတဲ့ကဏ္ဍမှာပါတဲ့အာဇာညွှန်းရေးတဲ့ဆရာလွန်မင်းအောင်ကျေးဇူးအများကြီးတင်ပါတယ်အဲမြို့ကိုယ်တိုင်ကလည်းအဲ့လိုမျိုးလှုပ်ရတဲ့ကားမျိုးလေးတွေပေါ့အဲ့ဒါမျိုးလေးတွေကိုပို့ပြီးတော့ရိုက်ချင်တယ်ပြီးတော့ကိုယ့်ရဲ့ဟို ရလာတဲ့အသက်အရွယ်တစ်ခုအရာလဲဟိုတိတ်အများကြီးလဲမရိုက်ချင်တော့ဘူးတကားကိုလက်ခံပြီးပြီဆိုရင်အဲ့ဒီကိုစိတ်ဝင်စားတဲ့ဇကားတကားကိုအချိန်လဲပေးခြင်းနဲ့ကြိုတင်ပြင်ဆင်ခြင်းနဲ့အဲ့ဒါကြောင့်မို့လို့အများကြီးလဲမရိုက်ဖြစ်ဘူးပေါ့နော်ကိုတကယ်ကိုလှုပ်ခြင်းနဲ့ဟိုတယုတ်ဆောင်ခြင်းနဲ့ character မျိုးဆိုရင်တော့ရိုက်ဖြစ်ပါတယ်ဒါကတော့လေဘယ်အလုံးမဆိုပါဒီအလုံးအတွက်ကြိုတင်ပြင်ဆင်ပြီးတော့မှအချိန်ပေးပြီး ရလာတဲ့ရလက်ကအချိန်မပေးဘဲအလော30လောက်ရတဲ့ရလက်နဲ့တော့ကွာပါတယ်ဒါကတော့ဘယ်နေရာမှာမဆိုပေါ့နော်အဲ့လိုမျိုးပါပဲဒါတော့ဒီရုပ်ရှင်လုပ်ငန်းကကြာတော့တရုတ်ဆောင်တာကကြာတော့ဟိုစိတ်တင်နေလောက်ရတာဖြစ်တဲ့အတွက်ဟိုကြိုတင်ပြည့်စုံမှုကအချိန်ပေးမှုကဒီဇက်ကားတကားအတွက်အများကြီးအထောက်ကူပေးပါတယ်ကိုအော်ရတာက စကားတကားကိုဖန်တီးတော့မယ်ဆိုရင် तू อ่ะအဲ့စကားကိုမရိုက်ခင်ကလေးကသူ့ရင်ထဲမှာလာပေါင်းများစွာအဲနှစ်ပေါင်းများစွာအဲ့ဆက်ကြီးကိုမွေးမြူထားတာပေါ့နော်ပြီးမွေးမြူထားပြီးအဲ့ဒါကိုဒီပိတ်ကားပေါ်မှာကင်မရာပေါ်မှာမရောက်ခင်တဲ့ကို तू อ่ะအပြင်မှာသူ့ရဲ့စိတ်ထဲမှာဒီကားကိုအချိန်ရင်တရာမကားလောက်ကို तू อ่ะရိုက်ပြီးနေပြီပေါ့အဲ့လိုမျိုးအဲ့အတွက် तू อ่ะတကယ်တမ်းရိုက်တဲ့အခါကျတော့သူ့အတွက်အများကြီး အခက်ခဲဆိုတာမရှိဘူးပေါ့နော်။ဘာလို့ဆိုတော့ तू ကစကားတကားကိုကြိုတင်ပြင်ဆင်မှုအားအရန်ကောင်းတယ်။ပြီးတော့ तू လုတ်ချင်တဲ့ဟာကိုလည်းခေါင်းပါတယ်။ပြီးတော့သရုပ်ဆောင်တွေကိုလည်း तू ဘလို့ဆွဲခေါ်ရမလဲ။ तू ဘလို့အဲဟိုဒီသရုပ်ဆောင်တဲ့လူတယောက်ကို तू ဘလောက်ညှက်ထုတ်ရင်ရမလဲဆိုတာကိုလည်း तू ကသိတယ်ပေါ့။ဟုတ်။ဒါကတော့လေဟို ဒီစကားတကားကိုအတူတူပူပေါင်းပြီးတော့ဖန်တီးတဲ့အခါမှာဒီစကားကြီးတစ်ခုလုံးကိုကောင်းစေခြင်းနဲ့စိတ်ဆန္ဒကဒီမှာပါတဲ့ဒီတိုင်းမှာရှိရပေါ့ရှိတဲ့အခါကျတော့ကိုကလည်းဟိုတွေ့ရဆိုရင်ဒါဒီဒီစကားမှာဒါမိသားစုတစ်ခုဖြစ်သွားပြီလေဒီမိသားစုတစ်ခုအတွက်ကိုကိုကကောင်းတဲ့အကြံပေးတယ်အဲ့ဒီဟာကိုကိုပေးတဲ့အကြံသည်ဒီဟာကားအတွက်ကိုအထောက်အကူဖြစ်တယ်ကောင်းမွန်တဲ့ရလက်ဖြစ်တယ်ဆိုရင်တော့အားလုံးကလက်ခံကြရတယ်ဒီလိုပဲ ရိုက်ကွေးမှာရောက်တဲ့အခါမှာလည်းတရုတ်ဆောင်တွေအားလုံးကအာသူ့ရဲ့ကိုယ်ရဲ့အဲ့လိုမရှိဘူးပေါ့နော်ဟိုစစ်စစ်လုံးလုံးနဲ့အာသူ့သူ့အတွက်ဟိုလိုအပ်တာရှင်လဲကိုကပြောလဲအားလုံးကတော့ပေါ့ချစ်ချင်းနဲ့နဲ့ကြီးချစ်ချင်းနဲ့နဲ့ကြီးလက်ခံကြရတယ်ပျော်ပျော်ရွှင်ရွှင်ကြီးလက်ခံကြရတယ်ဆိုတဲ့အခါကျတော့အဲအရန်ကိုစီးလုံးနဲ့မိသားစုတစုဟာအောင်မြင်တဲ့ကားတကားကိုဖန်တီးရတယ်လို့ပဲပျော်ရွှင်ရတယ် ဒီဇညွန်းကိုစဖတ်ကြတဲ့အားလုံးဝိုင်းပြီးအတူတူဇညွန်းဖတ်ကြတယ်ပြီးတော့ item တွေကိုအဲ့ဇညွန်းပေါ်မှာတွေကအဲ film မုံမရောက်ခင်မှာတွေကဒီဇညွန်းပေါ်မှာတွေကရိုက်ကြတယ်ပေါ့နော်ရိုက်ပြီးတဲ့ခါကျတော့ဒီနေရာမှာအာ तू ကဒီလောက်ထိတံပိုးသွားချင်လဲ writer လည်း तू လိုချင်တဲ့ဟာကိုပြောတယ်တရုတ်ဆောင်တွေကဟာဒီနေရာဆိုဒီလိုပေါ့အဲ့တော့အာမရိုက်ခင်မှာကလေးကအကျိများစွာဒီဟာတွေလေ့ကျင့်ကြတယ်ဆွေးနွေးကြတယ်ပေါ့နော်အဲ့လိုလေးတော့ရှိပါတယ်။တခြင်းဆိုဘောကလေအဲ ကိုဟိုအော်ရတာမျိုးအဲ့တချင်းပေးတဲ့အချိန်မှာ တချင်းကိုနားထောင်လိုက်တယ်နားထောင်ပြီးတော့ဩအဲငါစုနိုင်လောက်တယ်ပေါ့အဲ့လိုမျိုးတွေးပြီးတော့အဲကိုပိုနိုင်နဲ့မန်းလေးမှာ ကီးအရင်ချိန်ရတာကိုသိုးဖို့ဆိုတော့ကီးချိန်ပြီးတဲ့အခါကျတော့လေဘလို့ဖြစ်သွားလဲဆိုတော့ဟဲလို့မဆိုချင်တော့ဘူးပေါ့နော်ငါစုနိုင်မှာမဟုတ်ဘူးပေါ့ဘာလို့လဲဆိုတော့ဒီအဲဒီ မြန်မာသားစစ်စစ်ကြီးဆိုတဲ့ဟာကိုယ့်ရဲ့ line လည်းမဟုတ်ဘူးကိုကျွမ်းကျင်တဲ့အရာလည်းမဟုတ်ဘူးပေါ့နော်မဟုတ်တဲ့ခါကျတော့ဟိုစိုးရမှာအရန်ကြောက်သွားတယ်အဲကီးချိန်ပြီးတဲ့အချိန်မှာလေအဲကိုဘုန်းနိုင်ကနောက်တစ်ချိန်ကီးကီးချိန်ရမှာတချင်းကသုံးပုတ်ပါရကီးချိန်ရမယ့်ဟာမှာပတ်ပြေးနေရကိုဘုန်းနိုင်ကိုပတ်ပြေးပြီးတော့စိုးရမလားစိုးရဘူးလားစိုးရမလားမစိုးရဘူးလားအဲ့လိုဖြစ်နေရအဲ့လိုဖြစ်နေရရင်နောက်တော့ကိုဘုန်းနိုင်ကိုလေမပြောလိုက်တာကိုဘုန်းနိုင်လို့အမတော့စူးလို့မရဘူးထင်တယ်လို့ ဟိုအမမကြွန့်ကျင်ဘူးပေါ့နော်ဒီဟာကိုလို့ဆိုရခါကျကိုပိုနန်းကအားတယ်အမတယ်မဟုတ်ပါဘူးလေဆိုလို့ရပါတယ်တဲ့ကျွန်တော်အမကိုဒီကြီးချိန်ကြီးလိုက်ခါဟိုဟာဖြစ်တယ်အမနင်းနေလေးကျင်လိုက်ရင်အမအဆင်ပြေမှာပါတဲ့ဆိုတော့အဲ့ခါကျအားပြန်တက်သွားပြန်အားပြန်တက်သွားပြန်အေးဆိုမယ်ပေါ့ဆိုပြီးတော့အဲ့ဒါနဲ့သင်းကိုအေးပြန်နားထောင်သူ့ရဲ့ original သချင်းနေနားထောင်နားထောင်ပြီးရဲ့ခါကျတော့အဲဒါရိုက်တာဟိုဒီဇိုင်နာ ကိုထုံထုံလေးလို့ကိုမျိုးမင်းဆိုရယ်နဲ့ညဘက်ထမင်းစားတဲ့အချိန်မှာသူကအမောက်ဒီကားအတွက်အဝတ်စီစီစဉ်ပေးတာဆိုတော့လေထမင်းစားတဲ့အချိန်မှာအမကပြောပြတာဘာလို့အမဒီသချင်းတွေဆိုရမယ်လို့အဲ့ခါကြတော့လို့အမအတွက်ဒီသချင်းတွေကိုအမောက်တင်ပေးမဲ့ guide လိုတယ်ပေါ့နော် coach လိုတယ်လို့ အဲ့ခါကျတော့အမရှာကျင်တယ်လို့အဲဆရာမတယောက်လောက်ရှာကျင်တယ်ဆိုတဲ့ခါကျတော့ကိုထွန်းထွန်းလင်းကအဲရင်ကျိမှုတက်ကတူဟာသူ့ရဲ့ဆရာမရှိတယ်တဲ့အမေထိပ်သီးတန်းတန်းပေါ့နော်အဲ့တော့အမေထိပ်သီးတန်းတန်းနဲ့သူတင်လိုက်ပါလားဆိုတော့โอเคဆိုတော့အမအရန်ပျော်သွားတာပျော်ပြီးတော့အမေထိပ်သီးနဲ့တွေ့တယ်တွေ့ပြီးအမေသမီးကဒီသချင်းဆိုရမယ်ဆိုတော့အမက ဲ့မှာကိုထွန်းထွန်းလေးတို့ဆိုင်မှာပဲကိုမျိုးမင်းစိုးတို့ဆိုင်မှာပဲနှစ်ရက်တတိမောင်အဲ့ဒီဟာတွေကိုသူကကိုစုခိုင်းနေအတန်ကိုဘယ်လိုထုတ်ရမလဲအဲဘယ်နေရာမှာဘယ်လိုဟိုရှိုက်ရမလဲပြီးတဲ့ခါကျတော့အဲ့ဒီမှာပါတယ်လေသူ့ရဲ့ဟိုဟာမောင်နေဖူးလေးရေးဆိုတာဒါသူရဲ့ original တခြင်းထဲမှာငါမြည်ရပါဗာလဲငါမြည်ရပေါ့အဲ့လိုမျိုးလေးပေါ့အဲ့ဒါကိုဒီဘောင်နေဖူးလေးရေတို့ငါမြည်ရဆိုတော့ ဒီစလုံးလေးတွေကကြတော့အမေထတိသန်းအထည့်ပြီးခဲ့တာသူကဒီရဲ့ဒီကဒီဇက်ဇက်ယုတ်ဇက်ဇကားရဟာလီပေါ့เนาะအဲ့ခါကျတော့အဲ့ဒါလေးကဒီမှာတကယ်ဒီအယုတ်တွေနဲ့ပြန်ကြည့်တဲ့ခါကျတော့အားလုံးကအဝင်ကြဖြစ်သွားတယ်ပေါ့เนาะဒါလေးကတော့အမေထတိသန်းဖြည့်ဆွတ်ပြီးတော့ကိုယ်ကိုတင်ပေးခဲ့တဲ့ဟာလီဒီပေါ့အာတခင်မြင်လက်ကျွန်တော်မူဆိုတဲ့ဇကားမှာလဲဇက်ဝင်တခြင်းစုဘူးပါတယ်အဲ့တခင်မြင်လက်ကျွန်တော်မူဆိုတဲ့ သချင်းလေးပေါ့နော်အဲ့ဒါကကျတော့ဒီလို size နဲ့ wide နဲ့တော့မဟုတ်ဘူးအဲ့ဒါတော့အဲ့တော့ကလည်းမြန်မာတန်လေးပဲပေါ့အဲ့တော့ဆိုဘူးတယ်ဒါပေမဲ့ဒီလိုမျိုး size နဲ့ wide နဲ့တကယ်ဗမာတန်စစ်စစ်ပေါ့အဲ့လိုကြီးကကျတော့ဒီဒီသချင်းတွေကကို့အတွက်ပထမအဆုံးဆိုရတာပါတော်တော့ကြည့်ပြီးတနာတော်တနာဟောပြီးတော့နောက်ဆုံးသူဖြစ်ချင်တဲ့ဆန္ဒလေးသူ ဖြစ်သွားရတဲ့အခါမှာသူ့အတွက်ကိုကပီတိဖြစ်ရတယ်ပေါ့နော်အဲ့လိုမျိုးလေးပါဟုတ်ဟုတ်တယ် ပြီးတော့လေဒီကားမှာဟိုပြောချင်တာပေါ့နော်အဲဟိုတနေ့ကပြောလိုက်တဲ့အချိန်မှာမပါသွားခဲ့လို့ပါအဲဒီကားကိုဇက်ညွှဲခဲ့ဆရာလွင်မင်းအောင်အရန်ကျေးဇူးတင်ပါတယ်ဆရာရဲ့ dialogue တွေဆရာရေးပြီးတဲ့စကားလုံးတွေကပြောရဆိုရတာလေတကယ်ကိုစစ်စစ်ပန်ပန်ရှိတယ်စွစွနဲ့နဲ့ရှိတယ်အတိတ်ပဲတွေ အများကြီးရှိတယ်ပေါ့နော်ဆိုတော့ဒီတယောက်ဆောင်တယောက်အတွက်ဇညုံးကလည်းတိတ်ကိုအရေးကြီးပါတယ်ဇက်ကားတကားအတွက်လည်းဇညုံးဆိုတော့အသက်ပဲလीဆိုတော့ဇညုံးကတိတ်ကိုအရေးကြီးပါတယ်ဒါကြောင့်မို့လို့ဒီကားကြီးရဲ့ဟိုတကယ်ကိုအရေးကြီးတဲ့ခန္ဓာမှာပါတဲ့အာဇညုံးရေးတဲ့ဆရာလွန်မအောင်ကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒီချင်းသွင်းတော့ကလေဇက်ကားကမရရသေးဘူးဒါပေမဲ့အဲ့ဒီချင်းကိုသွင်းတဲ့အခါမှာအဲ့ဒီတော့တော့ရဲ့မှုဝင်ပြီးတော့လေအဲ့ဒီချင်းသွင်းနေချင်းမှာတကယ်ကိုကိုယ်တိုင်မြည်ကြတာ အဲ့ဒါကြောင့်ဒီအတန်ဟာလေအဲ့အတန်မျိုးဖြစ်သွားတာဟိုအဲ့လိုတော့မတွေးမိပါဘူးတရုတ်ဆောင်ဆိုတာလေဟိုမျိုးရဲ့ခန်းစားချက်ကိုပြောပါမယ်မြမတော့ကို့ကိုမြမခိုင်းနိုင်တဲ့ဒရိုက်တာကိုပို့ပြီးတော့ဟိုကြိုက်ပါတယ်ဟိုကို့ကိုမြမခိုင်းလေကိုကပူပျော်လေပါပဲအဲ့တော့သူကမြမခိုင်းလေကိုကိုကကိုကမြမလောက်ရလေကိုကပူပျော်လေပေါ့အဲအဲ့တော့ကျင်းတတ်ပါတယ် ပူပင်မန်းတာတော့လေစိတ်ကကြိုကပူပင်မန်းတယ်။ဘာလို့လဲဆိုတော့ तू ကလေလွတ်လပ်မှုမရှိဘူး။ तू ကစိတ်ကြီးကိုချုပ်နှောင်ထားရတာအဲဟိုအဲ့လိုချုပ်နှောင်ခံထားရတဲ့လူတစ်ယောက်ပေါ့နော်။ဆိုတဲ့အခါကျတော့အဲ့ဒီစိတ်ကကြိုကဒီဒီပြောတန်ထက်စားလို့ရှင်ပူပြီးစိတ်ပင်မန်းရတဲ့ကားပါ။အဲဒီကားလေးမှာ ပါခွင့်ရတာတော်တော်လေးကိုလည်းကျေနပ်မိပါတယ်။အမှုပညာရှင်တယောက်နေနဲ့လည်းဒီလို မြန်မာမှုစစ်စစ်နဲ့ရိုက်တဲ့ကားလေးမှာပါဝင်ခွင့်ရလို့ဂုဏ်ယူရပါတယ်အဲဒါရုံယုံကြည်ကြည်နဲ့ကိုကိုကမ်းလှမ်းလာခဲ့တဲ့ကိုအော်ရက်ဒါရိုက်တာကိုအော်ရက်တာရဲ့ဒီပြောတဲ့အဖွဲ့သားတွေပေါ့နော်ထုတ်လို့သူနဲ့တကွအားလုံးကိုလည်းကျေးဇူးတင်ကြောင်းလေးပြောချင်ပါတယ်ရှင့်အော်ပြိသက်ဒီအခုလိုမျိုးဒီချိန်တိုင်းတာထိပေါ့နော်ချစ်နေပေးတာကိုကျေးဇူးတင်ပါတယ်ဒါကိုကမျိုးအတွက်က အဖျားပေးတဲ့စုတစုပါပဲအဲ့တော့ပရိသတ်ရဲ့ချစ်ချင်းမြတ်တာကိုအပြေဝရတဲ့အတွက်မြို့အများကြီးကျင့်တဲ့ဝမ်းသာမိပါတယ်အခါခွင်းကြုံရင်ပေါ့လေအဲ့လိုမျိုးကြုံလာတဲ့အခါဆိုရင်တော့လေကိုကိုရိုင်းကလည်းဒီလိုမျိုးဇက်နဲ့ဇက်ကိုဟိုပံ့ပိုးမှုဖြစ်မယ်အဲအသုံးတင်မယ်ဆိုရင်တော့လေအဲဆိုပြစ်မှာပါရှင်တခြင်းကတော့စိတ်ညစ်လဲဆိုရဲပျော်လဲဆိုရဲအချိန်တိုင်းဆိုရဲတခြင်းကိုဟုတ် မြန်မာကားစစ်စစ်ကိုကြည့်ချင်တဲ့ပြိသက်တွေပေါ့နော်တကယ်ကိုဟိုလူတွေကတမယိုးကြဇလန်းနေပြီးရိုက်နေကြတယ်ဒီရကခွဲမထွက်တော့ဘူးလားအာဘာလို့ဓာရီပဲရိုက်နေတာလဲဆိုတော့အဲဝေဖန်ပြောဆိုအားမလို့အားမရဖြစ်နေတဲ့ပြိသက်တွေအတွက်ကိုဒီပြောတန်ဆိုတဲ့ဇာကားလေးကကျင်းနဲ့နှစ်သက်မှုရလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်မို့လို့ဒီပြောတန်ဇာကားလေးကိုဟိုလာရောက်ကြည့်ရှုပြီးအကဲဖြတ်ပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင့်